ာဆီယံစည်းဝါးရေးအတိုက်အဝန်း AEC မှာမကြခင်ပါဝင်လာတော့မဲ့မြန်မာနိုင်ငံအတွက်အလုံသမားတွေတွန်းကျင်လှုပ်သားအဆင့်ဖြစ်လာစေဖို့ရည်ရွယ်ပြီးလက်သမားပညာသင်တန်းကိုနိုင်ငံတကာစံနှုန်းနဲ့အညီသင်ကြားပေးနေတယ်လို့သင်တန်းဆရာတဦးဖြစ်တဲ့ဦးဝင်းနိုင်ထွန်းကဆိုပါတယ်။ရန်ကုန်မြို့ဗဟိုသင်တန်းကျောင်းမှာလက်သမားပညာနဲ့ပတ်သက်တဲ့ပထမအဆင့်သင်တန်းကိုဖေဖော်ဝါရီလ22ရက်နေ့မှာစတင်လိုက်တာပါ။ဒီသင်တန်းကျွန်တော်တို့ ဟိုဗောမိထီလာရဲ့တကုံစိတ်ကန်းရဲ့ရခိုင်ပြည်နယ်ရဲ့ကြောက်တုံနဲ့တမန်မျိုးနယ်မှာရှိတယ်သူတို့ဒေသခံလက်သမားတွေအဲ့ဒီဒေသခံလက်သမားတွေသူတို့မျိုးဖလာတတ်နေတယ်လက်သမားပြည်နယ်ရဲ့သူကျွန်တော်တို့ဒီမှာရှိတဲ့တနန်းကျောင်းကပြတ်ထန်းထားတဲ့ပြင်းညွှန်းသားတွေနဲ့ကန့်ညီကောင်သူတို့ခေါ်ပြီးလက်ကျင့်ပေးတဲ့တနန်းဖြစ်ပါတယ်ဒီတင်နန်းကိုစောက်လို့ရေးဝင်ကြီးဌာနမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနဲ့ကုလသမဂ္ဂမြို့ရွာနဲ့အိုးရင်ဖွံ့ဖြိုးရေးအစီအစဉ်တွေလှုပ်ဆောင်တဲ့ UN Habitat တို့ကပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီးလက်သမားပညာနဲ့ပတ်သက်တဲ့16ကြိမ်မြောက်တင်နန်းဖြစ်ပါတယ်။ တင်နန်းသားဥယေ32ရက်ကိုတင် जा ပေးမှာဖြစ်ပြီးတင်နန်းကာလ6ပတ်ကြာမြင့်မှာပါတင်နန်းအဆင့်တွေကတော့ Simi Scale Walker အဆင့် Stay Walker အဆင့် Event Scale Walker အဆင့်နဲ့အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Supervising Level အဆင့်တွေပါဝင်မဲ့အခုတင်နန်းကပထမအဆင့်ဖြစ်တဲ့ Simi Scale Walker အဆင့်ကိုတင် जा ပေးမှာပါအဓိကကတော့ကျွန်တော်တို့ကျွန်တော်တို့နိုင်ငံရဲ့လုပ်သားတွေနည်းနည်းလိုအပ်နေတဲ့ Safety Wire ပို့ပြီးဦးစားပေးပြီးတော့တည်ရှင်းပေးပါတယ်ကျွန်တော်တို့ကျွန်တော်တို့နိုင်ငံရဲ့ လောက်ကန်ကျောင်းမှုစံတမ်းလိုက်ပြန်အဖွဲ့ဆိုတော့ NSS တွေဆိုအစီအစဉ်အဲ့ဒီအဖွဲ့ကနေပဲကျွန်တော်တို့လက်သမားဆိုတော့လက်သမားအဆင့်၄ဆင့်လက်သမား senior scale scale advanced scale supervisor level ဆိုတော့သူပေးတာတော့ကျွန်တော်အနည်းဆုံးအဆင့် level က senior scale level ပါအဲ့ဒီ level ပေးရတော့ကျွန်တော်တို့က salary ကို30ရာခိုင်နှုန်းလက်တွေ80ရာခိုင်နှုန်းပေးခြင်းပြုပါတယ် salary 30ရာခိုင်နှုန်းထဲမှာတော့အဓိက safety ဘိုင်း safety ဘိုင်းရဲ့သူတို့သူတို့လက်သမားအသုံးဆောင်တွေဘယ်လိုသုံးဆွဲရမလဲ နောက်ဆိုလက်သမားတွေလိုအပ်တဲ့အတွက်အချက်နဲ့အတိုင်းအတာပညာရေးကိုအဲ့ဒါတွေကိုပဲ300ကျော်ကျွန်တော်ကျန်တာတော့လက်တွေ့ရနမ်းနမ်းတင်ပေးပါသင်တန်းတက်ရောက်လာတဲ့သင်တန်းသားတွေကတော့မိထီလာ၊ဒဂုံစေကန်၊ကြောက်ဖြူနဲ့တန်တွဲညွန့်နယ်ကလက်သမားဆရာတွေဖြစ်ပြီး UN Habitat ကရွေးချယ်ထားတာပါ။သင်တန်းသားတွေဟာအလေတန်းအဆင့်အောင်မြင်ပြီးသူတွေဖြစ်ကြပြီးအတွက်အချက်နဲ့အခြေခံလက်သမားအတက်တက်ကျွမ်းပြီးသားတွေဖြစ်ပါတယ်။သင်တန်းလာရောက်တာကလာရောက်တက်ဖြစ်တာကျွန်တော်အရှိန်ကဟိုမှာကျွန်တော်အစီအမွေခေါ်ရတယ်ပေါ့။ကျွန်တော်အနေနဲ့လည်းဒီ ကျောင်းမတက်ခင်မှာသူတင်လာနာနေပြီးတဘာဝပြီးရအဲ့လိုဟလာဟိုဟာလျှော့ကြအောင်ဆိုတော့ကျွန်တော်တင်လာနေပြီးပြီးတဲ့အချိန်မှာအကြားရနေမှာကျွန်တော်ဟလာဒီရတမပညာဆရာဆရာအဖြစ်တင်လာနေခေါ်မယ်ဆိုတော့ကျွန်တော်ဦးလေးတို့ကိုပြောထားပါတယ်ပြောထားတော့အချိန်မှာကိုကိုအနေနဲ့ဟိုမတရားဟိုဝမ်းသာတာပေါ့လေဟောလဲဆိုတော့ဒီလိုဟာမျိုးဆိုတော့လေကြုံနေအောင်ကြုံနေပါတယ်တင်ဖို့ရလည်းမပြောတော့ဟလာကိုပစာရှိလို့သွားတင်ရင်တော့ဆရာကောင်းတမကောင်းတွေးမှာကျွန်တော်လည်းတင်လို့ရပါတယ်ဟလာအားကြောင့်အခုချိန်အခုဒီလိုခေါ်တဲ့ဆိုတော့ ကိုကြီးဟိုမိလာမြုံနယ်ဟိုကိုစားပြု၈ရောက်ကျွန်တော်ယူလိုက်ပါတယ်ယူပြီးတော့မိလာမြုံနယ်ကိုစားပြု၈ရောက်ကနေပြောဒီကိုလာတင်ရပါတယ်ဒီတင်နှန်းကပြီးတဲ့အခါမှာဆောင်းလို့ရဦးစီးဌာနကပြုလုပ်တဲ့အရေးအချင်းစစ်ဆောင်ဝေးဝဲကိုဖြည့်ဆို့ပြီးအမျိုးသားကျန်းကျင်မှုစံတတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ National Scale Standard Authority NSSA ကပြုလုပ်တဲ့ဆောင်ဝေးဝဲတရက်ကိုဖြည့်ဆို့ရမှာဖြစ်ပြီးဖြည့်ဆို့အောင်မြင်ပြီးပါက တွင်းကျင်တက်မြောက်ကြောင်းအတိအမှတ်ပြုလက်မှတ်ရရှိမှဖြစ်ခါအာဆီယံဒေတာရင်းဘယ်နိုင်ငံမှမဆိုသွားရောက်အလုပ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။အာဆီယံစီးပွားရေးအသိုက်အဝန်းဖြစ်လာတဲ့အခါနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေအရပေါ်ပေါက်လာမဲ့အလုပ်အကိုင်တွေမှာဝင်ရောက်လုပ်ကိုင်လို့တဲ့မြန်မာနိုင်ငံကအလုပ်သမားတွေအတွက်တွင်းကျင်မှုအတိအမှတ်ပြုလက်မှတ်တွေလိုအပ်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ NSSA ကကောက်ယူထားတဲ့လုံသားများကျွမ်းကျင်မှုလိုအပ်တဲ့အလော့ကိုင်း183မျိုးကိုကောက်ယူထားပြီး ကျွမ်းကျင်မှုအတိအမှတ်ပြုလက်မှတ်ကို အလုံတမား200ခန့်ရရှိထားပြီးဖြစ်ပါတယ်